မကောင်းတော့ဖြစ်ရတခုခုဖြစ်ပေါ်လာတဲ့အခါတိုင်းမှာတချို့ကဤငြိမ်စွာဖြတ်တန်းနိုင်တဲ့အကြောင်းရင်းကသူတို့ဘာမှမခံစားရဘဲဆိုတာမဟုတ်ပါဘူးဖြစ်ရတခုခုဖြစ်ပေါ်လာပြီးဆိုရင်ထိန်းချုပ်ဖို့မကြိုးစားဘဲနဲ့ဖြစ်လာတဲ့အရာကိုလက်ခံတယ်တကယ်လို့ကိုပေးဖြစ်စေခြင်းတဲ့အတိုင်းကိုထိန်းချုပ်လိုက်မယ်ဆိုရင်လူကတော့ခံစားရမှာပဲတော့ကရယ်နဲ့ကြုံတွေ့ရမှာပဲသူကဖြစ်ရတွေကတတိတို့ထိန်းချုပ်လို့လည်းမရဘူးပါစီလို့လည်းမရဘူးထိန်းချုပ်လို့ရတဲ့အရာကိုရဲ့တုံ့ပြန်မှုပဲဖြစ်တယ်ဖြစ်ပေါ်လာတဲ့အရာတိုင်းမှာကောင်းတီးဖြစ်စေ မကောင်းတီဖြစ်ပါစေအရင်ဆုံးကိတီတို့လောက်ရမဲ့အရာကလက်ခံပေးရတယ်ဖြစ်ပေါ်လာပြီးကိုလက်ခံပေးရတယ်အဲ့ဒီလက်ခံနိုင်ဖို့ကလည်းတတိကပ်ဖို့လိုအပ်တယ်တတိကပ်မှကိုလက်ခံနိုင်တာတကယ်လို့တတိမကပ်နိုင်ရင်ဖြစ်ပေါ်လာတဲ့အရာနောက်ကိုကိုမျောသွားနိုင်တတိကပ်ရင်ကိုလက်ခံနိုင်တယ်လက်ခံပြီးရင်ကောင်းသောအရာဘက်ကိုပဲတောက်ပြန်ပါဘလောက်ပဲမကောင်းသောအဖြစ်ပြက်တွေဖြစ်နေပါစေကောင်းသောဘက်ကိုရအောင်တောက်ပြန်ပါတောက်ပြန်တဲ့အတိုင်းပဲကိုပြန်ပေးရရှိတယ်ကောင်းသောဘက်ကိုပဲပေးဖြစ်စေခြင်းတည်းဆိုရင်ကောင်းသောဘက်ကိုတောက်ပြန်နိုင်ဖို့ စ조사ပါသိကြည့်ပါကိုကောင်းတော့အရာဘက်ကိုတောက်ပြန်လိုက်မယ်ဆိုရင်ကောင်းတော့အရာဖြစ်လာမှာပဲဆိုတာယုံကြည်စွာစိတ်ချလိုက်ပါယေရှုတင်ပါတယ်ကိုရှိကတိပါ